အော်ဟုတ်ပြောပါရဲအခုဆိုရင်ဒီကားလေးဆိုရင်လည်းရိုက်ထားတာလည်းတိတ်မကြသေးဘူးပေါ့နော်ချက်ချင်းရုံမှာပြတ်တက်ခွင့်ရရဲနောက်ပြောချိရရဲပေါ့နော်ပြိတက်တွေလည်းချက်ချင်းပေါ့အကားအဟောင်းတွေမဟုတ်ပဲနဲ့အစ်စ်နေနဲ့ချိရတော့ပို့ပြီးတော့ fresh ဖြစ်တာပေါ့ဟုတ်ဟုတ်တော်တော်လေးအဆင်ပြေလာပါရဲ့ပထမဆုံးပေါ့နော်နိုထမင်းမှာတော့ဆင်းလေးနေနေတယ်လေဒီကားမှာဒါဒုတိယကားပေါ့အာရရရဲ့အရှင်ကြောကိုပြိုးလေးကြတော့သူက ကင်မရာနဲ့အမြဲတမ်း used to မဖြစ်သေးတော့လေသူအကောင်းဆုံးတရုပ်ဆောင်နိုင်မှမလားလို့ပါဆိုတော့တခါတော့စိတ်ပူမိတယ်ပေါ့ဒါပေမဲ့ Austin ပေါ်ရောက်သွားရဲ့အချိန်ကျရင်သူကလူမှုပါပြီးတော့တော်တော်လေးအဆင်ပြေပါတယ်သူတရုပ်ဆောင်ကအာအခုဒီကားလေးထွက်လာရဲဆိုတော့လေပြိတ္တကပဲအာခံမှန်းပြီပေါ့နော်ဟာသူလည်းအကောင်းဆုံးစူးစမ်းထားတာပါဆိုကိုယ်တိုင်လည်းသိပါတယ်ဟာအဲတချို့အရာလေးတွေကတော့လေအဲ့လိုမျိုးပေါ့နော်ဟိုလိုအပ်ချက်လေးတွေတော့ရှိတာပေါ့ဝါဆိုကတော့ပြိတ္တတယောက်နေနေပဲဝါဆိုကသူ့ဘေးနာလိုအပ်တာလေးတွေကိုပဲအဲ့လို ဟွာပေါ့เนาะပြောပေးတယ်ပေါ့เนาะဘာလေးဒီလိုလှုပ်လိုက်ရင်ပိုကောင်းမလဲပေါ့เนาะအဲ့လိုလေးပဲပြောပေးပါတယ်ဟိုရိုင်းရင်လည်းသူ့ကို push မလုပ်ဘူးဟိုတရုတ်ဆောင်မှုနဲ့ပတ်သက်ရင်သူအဆင်ပြေတယ်လို့လေးပဲဘာလို့ဆိုတော့အာနုပညာအလုပ်ဆိုတာစိတ်နဲ့အလုပ်တော့ရတာလीအဲ့လိုသူအရင်အဲ့လိုအရင်ပြောပြီးတော့ဒါမျိုးဒီလိုလုံးမရမယ်ပါညာသူ့ဘယ်တော့မှအဲ့လိုမပြောဘာဖြစ်ဆိုတော့စိတ်မိုးကြွားရင်ပို့ပြီးတရုတ်ဆောင်ကခတ်သွားမယ်အဲ့ဒီတော့ကြောင့်သူအဆင်ပြေလို့ပဲတရုတ်ဆောင်မယ်ဝါကဘင်းနာကနေချိန်ပေးတာတော့ပဲရှိပါဟာ အော်ဟုတ်ပြောပါရဲ့အခုဆိုရင်ဒီကားလေးဆိုရင်လည်းရိုက်ထားတာလည်းတိတ်မကြသေးဘူးပေါ့နော်ချက်ချင်းရုံမှာပြတ်တက်ခွင့်ရရဲနောက်ပြီးချိရရဲပေါ့နော်ပြိတက်တွေလည်းချက်ချင်းပေါ့အကားအဟောင်းတွေမဟုတ်ပဲနဲ့အစ်စ်နေနဲ့ချိရတော့ပို့ပြီးတော့ fresh ဖြစ်တာပေါ့ဟုတ်ဟုတ်ချိရပါဘူးအမကထင်လို့ခိုင်ကြရင်ကိုကလေကိုေးဒါလေးလုံးလုံးလိုက်ပို့ကောင်းမယ်လို့ပြီးအွန်စင်းပေါ်ရောက်သူက ုံချင်တာလုံတော့ကိုပြောလဲသူကောင်းတယ်မှမရှိဘူးဟိုအဓိကစိတ်ပေါ့နော်သူဇောပေါ့နော်သူအဆင်ပြေသလိုလေးတရုပ်ဆောင်လာအဲ့လာပို့ပြီးတော့သဘာဝကြပါရဲ့အဲတော့ဆိုတော့တခါကြီးကျရင်အဲ့လိုမျိုးနည်းနည်းပွားတော့ပဲပြီးနာနေအချံပေးရတော့ပဲရှိပါတယ်ဟာဝါဆိုးမှမဟုတ်ဘူးအဲ့ရညမတွေကိုလည်းအဲ့တိုင်းပဲဟာသူ့ဘူးလည်းမဟုတ်ကလေးတွေသူ့လိုက်ပိုးပန်းတဲ့ကလေးတွေဟိုကောင်လေးတွေရှိမှာပေါ့သိရမလားအဲ့လိုသူညမတွေလိုပဲတဝင်ရတူတာအဲ့လိုမျိုးလေမရဘူးအဲဟိုမှာ တင်စားကြည့်အဲသူကအဲ့လိုမျိုးကြိုက်ဘူးเนาะအဲအဲ့လိုမျိုးသူအဲ့လိုအကိုကြီးစိတ်ချစ်ချစ်တာပေါ့เนาะသူညမရေလို့ပဲအဲအဲညမရေလဲသူ့ဆိုရမ်းကြောက်อ่ะအမအိမ်ပြန်ရဟိုဟာပေါ့ညမလေးတည်းရှိရောသူ့အတွက်ကမစမ်းတော့ဘူးပေါ့เนาะဟာ ဟိုပါလဲလို့ထမင်းကားဆိုရင်မမတ်ရရကိုပြိုးလေးကလည်းနေသွားရရတယ်ဝါသွားတဲ့ဒီမှာတငယ်ချင်းမိတွေဇလန်းတွဲဝင်နေတဲ့အချိန်ဆိုတော့အဲ့ချိန်ညတော့သူ့အိတ်တုံးကတော့စိတ်ပူမိတာပေါ့နော်သူကအဲ့ချိန်တော့ကိုယ့်ကိုတော်တော်လေးလိုအပ်တယ်သူပထမဦးဆုံးလို့ရှိရင်ဆိုက်ရရမယ်ကားဖြစ်နေတော့လေအဲ့လိုသူလိုအပ်တာပေါ့အဲ့လိုတယောက်နဲ့တယောက်ဗီဒီယိုကောလေးနဲ့ပဲညပဲဆိုပြောပြကြရပေါ့နော်အဲ့ချိန်တွေကဒီအောင်စီအောင်မောင်းကြတော့ပါဆိုလဲအဲ့ချိန်မှာကားရိုက်ပြီးသွားတော့လိုက်သွားနိုင်တယ်ပေါ့ ဟုတ်အဲ့လိုပေါ့မခွေရရသလိုတော့ပိတ်သက်ကိုကိုယ့်ရဲ့အဲ့ဒါပေါ့နော် item လေးတွေကိုဟိုတရုပ်ဆောင်ပြချင်တာပေါ့နော်အဲ့ဒါခွေရရရင်တော့ဘာလို့လဲအကောင်းဆုံးချူစားပါဟုတ်အဲလူကြမ်းမဖြစ်နေတာအဲအရင်မုန်းနေကြတာလားမသိတငယ်ချင်းပြီးတွေးမှာတော့အဲ့ဒါကိုအိုပါပေါ့ငငယ်တုန်းကတော့အဲ့လို character တွေဘာလို့မရိုက်ဖြစ်ဘူးပေါ့နော်ဟိုပိတ်သက်မုန်းမှာပါညာကြောက်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ ကြည့်တဲ့ပုံသက်တရားလည်းအမြင်ကျယ်လာလည်းတွေ့ရရဲ့အဲ့လိုပေါ့အလှုပ် character ရေပေါ့နော် feeling character လေးလည်းပုံသက်တွေတချို့ကလည်းသဘောကျရဲ့အပြည့်တွေ့ရနောက်ပြီးတော့နောက်ပိုင်းကျတော့အဲ့လို feeling character ဘာလို့ရိုက်ချင်လာလဲဆိုတော့ feeling character ရေပို့ပြီး item လောက်ရတယ်အခုဘာလို့လဲအသက်ရွယ်တစ်ခုရောက်လာပြီဖြစ်တော့တော့ငယ်တော့ကိုတေးုံမဆောင်ခဲ့ရဘူးရဲ့ character မျိုးတွေပဲကွာဆိုတေးုံဆောင်ရင်တော့ရပေါ့နော်အဲ့အကြောင်းလဲကွာဆိုနောက်ပိုင်းဒီလိုအဲ့လိုခါကြီးကြရင်ကိုတွက် ပရိသတ်မမြင်ဘူးတဲ့ item မျိုးကိုချပြလို့ရမယ်ကားမျိုးတွေပဲဟောဆိုရွေးချယ်ပြီးရဖြစ်တော့ခါအာအခုတငယ်ချင်းမိတွေးဆိုရင်ဟောဆိုတော်တော်လေးအားရပါတယ်ဟောဆိုတေချာလဲအကာမရဲ့ခင်ကတော်တော်လေးပြင်ဆင်ထားရဲအဲ့လိုမျိုးနော်နောက်ပြီးတော့ကားထွက်လာတဲ့အချိန်မှာဒီဇလန်တော့ထွက်လာတဲ့အချိန်မှာလည်းပရိသတ်သဘောကြရလဲဝါဆိုတွေ့ရရပေါ့နော်အဲ့အတွက်ကြောင့်လဲကျေးဇူးများရတင်ပါရဲ့အတိုင်းမသိဝင်လာဝါဆိုအနေနဲ့ကဒီကားလေးနဲ့ပြိသက်ရှိပြန်ပြီးတော့ကမ်းပတ်နေနဲ့ပြန်လာရပေါ့နော်စိတ်တော့ပူလာပေါ့ကို item လေးကိုပြိသက်သဘောကြပါမလားပေါ့နော် အဲ့ဒါလေးစိတ်ပူတယ်ဒါပေမဲ့လည်းကားလေးပြရတဲ့အချိန်မှာအာအပိမှုကိုချစ်တာကိုလည်းတွေးရတဲ့အတွက်ဘာလို့အတိုင်းမသိဝမ်းသာရပါလဲဟာမြတ်ကလည်းအဲ့လိုပါပဲမြတ်မှာ same character နည်းနည်းအဲ့လိုသူကအဲ့လိုပဲပေါ့နော်အနောက်အနောက်ပေါ့နော်သူကဒီမီတာစုကြီးထဲမှာနောက်နောက်အဲ့ဒီမြတ်ဘေးရက်နဲ့လည်း same ဆိုတာသက်ဆိုင်နေတဲ့လူတစ်ယောက်ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးပေါ့ ့မိသားစုကိုမှုရတာပေါ့အဲ့လိုပဲမဲ့နေရတာပဲတစ်ချိန်လုံးအိုင်နေရတစ်ချိန်လုံးမျက်နှာတစ်ဖက်မဲလိုက်မျက်ခုံးတစ်ဖက်တွန်းလိုက်နေအဲ့လိုပဲတရုပ်ဆောင်နေရအဲအမော်ဒီဘာဆိုတငယ်ချင်းမိတွေပြီးတော့လေဟိုဟာဆုံးမဲ့ညီကုန်းဆိုရဲဇလန်းတွဲရိုက်တာသေးတယ်အဲ့ဒါကိုဖြိုးလေးနဲ့ရိုက်တာအာတရုပ်ဆောင်နေလည်းအများကြီးပါတယ်အဲ့စကားပြီးတော့မှဒီမြကားကိုရိုက်တာပေါ့နော်မြကတော့နောက်ဆုံးရိုက်ခဲ့တာသူကချက်ချင်း O1 တက်မဲ့ဒိတ်ပါထွက်ပြီးသားထွက်ပြီးသားဆိုတော့ဘာလို့အဲ့လို ရိုက်ရတာချက်ချင်းရိုက်ပြီးချက်ချင်းပြလို့ဖြစ်သွားတာပေါ့နော်။ဂျာထဲမှာအမှန်တကယ်တော့ CV တစ်ခုရှိတယ်။